ယုံကြည်ခြင်းရှိတဲ့လူဟာတဲ့ဆုတောင်းဖို့အချိန်ရှိတယ်တဲ့ယုံကြည်ခြင်းဆိုတာဟာမျောလင့်ချက်တစ်ခုဖြစ်တယ်တဲ့မျောလင့်ခြင်းရှိတဲ့လူကတဲ့ချစ်ချင်းမြတ်တာရှိတဲ့လူဖြစ်တယ်တဲ့ချစ်ချင်းမြတ်တာဆိုတာတဲ့တကယ်တော့အစေခံခြင်းမှာပဲဘဝမှာ လုတ်တင်လုတ်ထိုက်တဲ့လုပ်ငန်းတွေအစီခံချင်းတွေကိုလုတ်ခဲ့တယ်ဆိုရင်တဲ့အဲ့ဒီလူကငြိမ့်သက်ချင်းရှိတယ်တဲ့ငြိမ့်သက်ချင်းဆိုတာဟာဘုရားသခင်နဲ့ပေါင်းဆက်ခြင်းဖြစ်တယ်လို့မာသထရီဇာကတတ်တော်ထင်ရှားရှိတုန်းကသူ့ဘဝအတွေ့အကြုံလေးကိုပြောပြခဲ့ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ prayer is faith faith is hope hope is love love is service service is peace peace is being united with god ဒီနေ့ဘာကိုဝင်မြကျင်တာလဲဆိုတော့အကြောင်းအရာနှစ်ချက်ကိုကြားပါတယ်ပထမကြားခဲ့ရတဲ့ပထမအကျမ်းစာတော်မြတ်ထဲမှာချစ်ချင်းမြတ်တာဆိုတဲ့အကြောင်းအရာလေးကိုကြားပါတယ်ငငယ်တုန်းကတော့ သူများမေးတဲ့မေးခွန်းကို theology အတိတရားရဖြေခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့မင်းတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားဟာအရာအားလုံးကိုတတ်နိုင်ရင်ဘာဖြစ်လို့လဝါကတိုင်ပေါ်မှာအသေးခံရတာလဲလို့ကိုယ့်ကိုမေးတဲ့မေးခွန်းကိုဘုရားစကားတည်းမှာရိုးရိုးသင်ခဲ့တဲ့စာသားလေးနဲ့ပြန်ဖြေတယ်ဘုရားကကျွန်တော်တို့ကိုချစ်လို့ လောကတိုင်ပေါ်မှာအသေးခံခဲ့တယ်လို့ဖြေခဲ့တယ်အခုအသက်ရွယ်ရလာတဲ့အခါမှာဘာနားလဲလာလဲဆိုရင်ချက်ချင်းမြတ်တာဆိုတာဟာပေးဆက်ခြင်းဆိုတာကိုနားလဲလာတယ် love is not an emotion love is an act of will ချစ်တယ်လို့ကပေးတယ်ဒါပေမဲ့လို့ ချစ်ချင်းမေတ္တာဆိုတာကိုကျွန်တော်တို့ကခံစားကြရလို့ထင်တယ်။ဒါကြောင့်မလို့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာတန်ယောဟန်ကအတိအကျဘာပြောလဲဆိုရင်ဘဝမှာချစ်ချင်းမေတ္တာအကျွေးမှတပါဘာမှမကြံခဲ့စေနဲ့။ဘာကြောင့်လဲဆိုရင်ချစ်ချင်းမေတ္တာဟာဖျားဖြစ်လို့ဖျားတခင်နဲ့ပေါင်းဆက်ချင်းလိုက်တာနဲ့ကျွန်တို့အသက်ရှင်ရမယ်ဆိုတော့ပထမကျမ်းစာကကျွန်တော်တို့ကိုတတိပေးပါတယ်။ ချစ်ချင်းမေတ္တာထားနိုင်ဖို့အတွက်ကလည်းကိုယ့်ခွန်ကိုယ်အားနဲ့မရဘူးဘုရားသခင်ပေါ်မှာယုံကြည်ခြင်းရှိမှယုံကြည်ခြင်းအားကောင်းမှရမယ်ဆိုတဲ့အကြောင်းအရာကိုဒီကနေ့သခင်ခွတ်တော်ကမာသားနဲ့မေရိုးရဲ့မိသားစုမှာထောက်ပြပါတယ်သခင်ခွတ်တော်ဘာပြောလဲဆိုရင်ငါဟာတဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့အသက်ဖြစ်တယ်တဲ့ငါ့ကိုယုံကြည်တဲ့သူတော်ဟာတည်တော်လဲမပြည့်စည်ဘူးတဲ့အသက်ရှင်မယ်ဆိုတဲ့အကြောင်းကို ဂရိထားပါတယ်ကျွန်တော်တို့ခရစ်စတန်တရားတော်မှာဘာတွေ့ရလဲဆိုရင်ဒုက္ခအခက်ခဲအားလုံးရဲ့အယဉ်အမြတ်ဟာအခြေအနေကြောင့်မဟုတ်ဘဲနဲ့ဘုရားသခင်နဲ့ကိုယ်နဲ့ဝေးကွာခြင်းရဲ့အပြစ်တရားကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ကိုတွင်တယ်ပါတယ်ဥပမာအနေနဲ့ကတော့ဒုက္ခစရာလမ်းကိုမွေးတာကနေတည်တဲ့အထိရှောက်လန်းနေသခင်ခွတ်တော်ဟာလူတွေအမြင်မှာဒုက္ခလမ်းကိုရှောက်လန်းတယ်လို့ကျွန်တော်တို့မြင်တော်냐လည်းပဲ လူတွေကိုသူ တွေ့တဲ့အခါမှာသခင်ခွတ်တော်ကချစ်ချင်းမေတ္တာနဲ့ငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းကိုပေးနိုင်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုတွေ့ရ။ဘာကြောင့်လဲဆိုရင်သူဟာအဖခမီးတော်ဖရားနဲ့အတူတူသွားလို့ဖြစ်ပါတယ်။ဝိမျှကျင့်တဲ့အချက်ကလေးကဘာလဲဆိုရင်ဒုက္ခအခက်ခဲလို့လူတွေမြင်နေတဲ့အမြင်မှာကျွန်တို့ဟာဖရားသခင်နဲ့အတူတူသွားလာလို့ရှိရင်ဒုက္ခခက်ခဲကြတဲ့မှာငြိမ်သက်ခြင်းကိုတွေ့တဲ့တရားတော်ဟာ သခင်ခွတ်တော်ပေးခဲ့တဲ့တရားတော်ပဲဖြစ်ပါဒါကြောင့်မလို့ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမေဆွေပေါင်းတို့ဒီနေ့မှာ the treasure ပြောခဲ့တဲ့သူ့ဘဝအတွေ့အကြုံတွေနဲ့အဆုံးသက်ချင်ပါတယ်ဆူတောင်းဖို့အချိန်ရှိရင်ကျွန်တို့ယုံကြည်ခြင်းခွန်အားရှိတယ်ယုံကြည်ခြင်းရှိတဲ့ပုဂ္ဂိုလ်ဟာမျှော်လင့်ချက်ဘရောမှမပြောက်ဘူးမျှော်လင့်ချက်အမြဲရှိတဲ့ပုဂ္ဂိုလ်ဆိုတာကလည်းချစ်ခြင်းမေတ္တာရှိလို့ဖြစ်ပါတယ်ချစ်ခြင်းမေတ္တာဆိုတာဟာခံစားချက်မဟုတ်ဘဲနဲ့ ောင်းဆုံးလှုပ်ဆောင်ပေးခဲ့ခြင်းအစီခံခဲ့ခြင်းဖြစ်ပြီးဒီအစီခံခဲ့ခြင်းဟာကျွန်တော်တို့တဦးစီကိုညီတက်ချင်းပေးတယ်ဆိုတာလေးကိုအတူတူကထောက်ရွှေနေလွယ်တော်ကောင်းကြီးမင်္ဂလာကျေးဇူးတော်ဖြည့်ပြကိုဆက်လက်တောင်းခံရအောင်လို့အလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တဦးစီကိုဖျားကောင်းကြီးပေးပါစေ